ချစ်ခင်ရပါတော့မိတ်ဆွေများအလုံးကိုကျွန်တော်တို့ရဲ့ Homework အိမ်တို့ YouTube Channel လေးကနေရန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြတင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာရေးဆရာဆရာကျူမွေးဤသမီးတို့ချစ်သူနှမွာလူဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်းနှစ်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာအပိုင်းနှစ်သူတို့ဤကံကြမ္မာ အောင်ပြက်ကတို့လေစိမ့်မှထွက်သွားပြီးဒဏ္ဍာရီခန့်ကြားတွင်ဩစတြေးလျမှပြန်လာခဲ့သောအောင်သူရိမှလည်းရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိမ့်သို့ဆိုက်ရောက်လာခဲ့သည်သူစည်းခဲ့သောဩစတြေးလျလေရင်ကြီးမှရန်ကုန်မြို့သို့တိုက်ရိုက်မပြန်ဘဲထိုင်းနိုင်ငံမှတစင်လာခဲ့ရာချင်းဖြစ်သည်ထို့ဖြစ်၍သူမှမူလရောက်ရမည့်အချိန်တက်ဒဏ္ဍာရီကြောခန့်နောက်ကြပြီးမှ ရောက်လာခဲ့ရသည်ယင်းသို့နောက်ကြခဲ့မှုကြောင့်သူကိုလေစိမ့်တွင်လာကြောကြသောဒင်မောင်တန်းနှင့်သူချစ်သူကလေးချစ်ရီဝင်းလဲတို့မှအောင်ပြက်ကကိုသူနှင့်မှကား ကျိုးစို့သွားကြခြင်းပင်မှားကြမည်ဆိုရင်လည်းမှားเสียရပင်အောင်သူတွေနဲ့အောင်ပြန်ကားတို့မှာတဦးတည်းကိုငကိုခွဲထားသလိုရုပ်ရည်ရောအယက်မောင်းနှင့်ကိုလုံးကိုယ်တည်းပါချွတ်ဆွတ်ဒူနေ၍ဖြစ်သည်အောင်ပြက်ကဤဂျေနန်စာကြောင့်သူနေထိုင်ရာမှသူနှင့်ငယ်တငယ်ချင်းလည်းဖြစ်အလွန်လဲခင်မင်းရင်းနေနေသူအသက်20ကျော်ခန့်အရွယ်ရွှေပြိုင်းဆိုသူအမျိုးသမီးကလေးနှင့်သူ့အမကိုမမောင်ဆိုသူတို့ကလေစိတ်တွင် လာရောက်ကြိုးစိုးနေကြသည် ပြက်ကဤမိခင်ကြီးဒေါ်အင်းွယ်ကတော့ ခြေထောက်နာနေ၍သာထန်သို့လိုက်မလာနိုင်ခဲ့ပြီးရွှေပြိုင်မှာတော့သူပင် ဖြစ်လင်ကစားရုပ်ရည်ကတော့မြို့ကြီးသူတွေရှုံအောင်ချုံမောလှပသူကလေးပင်အရက်ကလည်းမနှိမ်မမြင့်ကိုလုံးကိုဘကလည်းတောင်တင်းဖြောင်းစင်းလာသည်ရွှေပြိုင်အမည်နှင့်လိုက်အောင်အသားရည်မှာမြိုင်းကလေးလိုဖြူဖြူဖွေးဖွေးသူမတို့ရွာတွင်တော့ရွှေပြိုင်မှာအချောအလှထိတ်ကောင်းဝန်းတော်ကိုင်းကလေးပင်ရွှေပြိုင်ဤအလှကုံကြောင့်ပူကြပန့်ကြသောကလာသားတွေမှာမြားမှများသို့သော ရွှေပြိုင်ကတော့ အောင်ပြက်ကမှလွှဲရင်အခြားသူများကို ဖွဲ့နှင့်သကွဲလောက်သားသဘောထားသည်ရွှေပြိုင်း၏အကိုဘမောင်ကတော့အသက်30ခန်းရှိသည်ညီမဖြစ်သူ အသားဖြူသလောက်သူက မဲပြသည်အရက်ကလည်းပိန်ပိန်ရှိရှိရုပ်ရည်ကလည်းနည်းနည်းကျန်းသည်ထို့ထက်ပိုဆိုးသည်ကဘမောင်မှာခက်ကြောင်ကြောင်လူစားအကြောင်းကတော့သူ့အုံနောက်မှာကြက်မပြေပဲရာ90သာရှိ၍ပင်ထို့ကြောင့်ရွာမကလာသားတွေက သူ့ကွယ်ရာတွင်ဘမောင်အစားဘကြောင်ဟု လောင်ပြောင်ကခေါ်ကြသည် တမောင်မှာကြက်မပြစ်ရှာတော်လဲသဘောတော့အလွန်ကောင်းသည်မောင်နှမနှစ်ယောက်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်တို့အချိန်မီရောက်မလာနိုင်ခဲ့ပြီသူတို့စီးနှင်းလိုက်ပါလာခဲ့ကြသောခီးတဲ့ရင်ကမှလန့်လွင်ပြည့်နေ၍ပင်လူတို့ဤကံကြမ္မာမှာဆန်းကြယ်လာပြီရည်ရွယ်ထားပါလျက်နှင့်လည်းရည်ရွယ်ထားသည့်အတိုင်းမဖြစ်တတ်သလိုမရည်ရွယ်ဘဲနှင့်လည်းဖြစ်တတ်ကြသည်ယခုလည်းထိုအတိုင်းပင် သူတို့လုံးဝမသိခဲ့ကြသော အောင်ပြက်ကကိုချစ်ရည်ဝင်းလဲနှင့်ဒေမောင်တန်တို့ကလူမှားရိတ်ခေါ်သွားခဲ့သလို ယခုလဲရွှေပြိုင်းနဲ့အကိုဖြစ်သူဗမောင်မအောင်သူရင်ကိုအောင်ပြက်ကအမှန်နဲ့လူမ၍ခေါ်ရန်ဖြစ်ပေါ်လာခဲ့တော့သည် အောင်သူရင်မှာသူစီလာခဲ့သောလေရင်ပေါ်မှဆင်လာခဲ့ပြီးနောက်စစ်စေးရေးကိတ်တွင်ဗလာခဲ့သောပစ္စည်းများကိုအစစ်စေးခန်းနေသည်ပြည်တွင်တော့သူသည်စစ်စေးရေးဌာနမှအပြင်ဘက်ရှိလာရောက်ကြိုးဆိုသူများရှိနေသောလေစိတ်ခံပါကြီးတို့ဆက်လျှောက်လာခဲ့သည်ဟာဒါကဘယ်လိုဖြစ်တာလဲဒီညနေငါပြန်လာမယ်လို့စာနဲ့ရဖုန်းနဲ့ပါတည်တည်ချာချာအကြောင်းကြားထားပါရဲ့နဲ့ လာကြကြတာမတွေ့ပါကလားဘာဖြစ်လို့ပါလဲအောင်သူရိမစိတ်ပြတန်နဲ့ရေရွတ်နေသည်ထိုစင်မှာပင်ဝန္တာအာရနဲ့အော်ပြောနေသောအတန်တန်ကိုသူ့နားရဲ၌ကြားလိုက်ရသည်ထိုတန်ဒီကဟိုဟူမာဟူမာအောင်ပြက်ကတို့ကိုလိုက်ရှာနေတာနဲ့တူတယ်ဟိတ်ကောင်ကြီးအောင်ပြက်ကတို့ဒီမှလေးကွာတို့ပြောတဲ့အကြောင်း အောင်တွေမှာအတန်လာရသို့လှမ်းကြည့်မိသည်အရက်ပိန်ပိန်ရှိရှိအသားမဲမဲနှင့်လူတယောက်သူဤဘေးတွင် အသားဖြူဖြူနှင့်အမျိုးသမီးတယောက်သူကိုဝန်တာအာရနှင့်လက်ပြရင်သူဤအနီးသို့ပြေးလာနေကြသည်လူခုနှစ်ယောက်ငါ့ကိုဝန်တာအာရလက်ပြရင်ငါ့စီကိုပြေးလာနေကြပါကလားလူမရလားငါ့ကိုအချင်းပန်းကျင်လို့ညံစင်ပြီးအခုလိုလူမကျင်ရောက်ဆောင်တာလားဘာပဲဖြစ်ဖြစ်ငါတော့ဒီနေရာကမြန်မြန်လက်မှပဲ ဟောင်းသူတဲ့တကိုယ်တဲ့ရွေရွေရင်ကြော့ရမ်းပြင်သည်မရပေဟဲ့ကောင်ကြီးဒါကဘာလို့တာလဲမနှောက်နဲ့ကွာဗမောင်ကပြောရင်ပြည့်ရန်ပြင်နေတော့သူဤလက်ကိုဖမ်းဆွဲထားသည် ရွှေပြိုင်ကလည်းသူဤနီးတို့အပြေးကလေးရောက်လာပြီးသူ့ကိုရန်တွေ့နေသည်ဟဲ့ငင်အောင်ဒါကဘာချို့လဲသူ့မှာတော့နင်ပြန်လာမယ်ဆိုလို့ဝန်တာအယားနဲ့ဒုက္ခခံပြီးလာကြွခဲ့တာဒါကိုနင်ကတို့ကိုမသိသလိုလုပ်ပြီးအကြောင်းရရသလားဟဲ့တင်နာရဲ့ဟွန်းသူတဲ့အသက်ငယ်ရသူအမျိုးသမီးကလေးက သူကမိုင်မရိုင်းရိုင်းပြောနေမှုကြောင့်အောင်သူတွေမှာနိုင်ငံရဲ့တနတ်တန်ကြလိုက်ရသည်အဲအဲမှားလို့ပြောထောင်ကနေဒေါသတွေထွက်သွားမိသည်အတော်အစ်စ်နေပြီးရိုင်းများတဲ့ဟာတွေပါလာဟု၍သူဤစိတ်ထဲတွင်တွေးမိသွားသည်တို့ဖြစ်၍သူကလည်းရွှေပြိုင်းကိုဘုပြန်တော်နေတော့သည်ဟေးဟေးဟေးမင်းစကားပြောတာရိုင်းလာကြည်လားငါကနင့်တဲ့အသက်ကြီးတယ်လေယင်ကြီးကြီးပြောမှာပေါ့တော်တော်ရွှေပြိုင်းကတော့သူကငယ်တငယ်ချင်းအောင်ပြက်ကဟုသာထင်နေ၍ထမှန်ပြီးရန်တွေ့နေတော့သည် အမနင်ငါမြငါကိုရိုင်းတလီပါလီနဲ့နင်းနဲ့ငါနဲ့ငါနဲ့ရွယ်ကလေးကအခုလိုပဲနင်းတွေငါတွေနဲ့ပြောလာခဲ့ကြတာနင်မသိဘူးလားနင်ကစင်ကာပူနိုင်ငံကိုနှစ်နှစ်ကျော်ကျော်လောက်သွားပြီးနေခဲ့ရလို့ဘဝင်မြင့်ပြီးစိတ်ပြောင်းသွားတာလားအေးနင်စိတ်ပြောင်းခြင်းပြောင်းမပြောင်းခြင်းနေငါကတော့အရင်တုန်းကတိုင်ခေါ်သလိုပြောသလိုပြောမှာပဲပြောင်းခေါ်လိမ့်မယ်လို့တော့မထင်နိုင်နဲ့သိလားဒီပြန်ဤစကားများကိုအကိုဖြစ်သူဗမောင်ကလည်းထောက်ခံနေသည်ဟုတ်သားပဲအောင်ပြကရား ငါနမနဲ့မင်းဟာငငယ်လေးကလေးကအခုလိုပြောခဲ့ကြတာဆန်းနာပါမဟုတ်ပဲအခုမှမင်းကစင်ကာပူပြန်ဆိုပြီးဘဝင်မြင့်တန်နဲ့ပြောနေတော့ငါနမရွှေပိုင်းကလည်းဘယ်အကျင့်နဲ့ပါမလဲမမောင်ဤဇကားဆုံးတွင် အောင်သူရင်ဤကောင်းတဲ့တွင် ဝင်းကနေစိတ်ကုတ်ခုပေါ်လာခဲ့သည်အခြားတော့မဟုတ်ပေယခုသူကိုပြောနေကြသော အောင်ချက်ကနှင့်သူဤရုပ်ရည်မှာခွဲခြား၍မရအောင်တူသလားဒူနေ၍သာ ယခုလိုသူတို့ကအပိုင်ပြောဆိုနေကြခြင်းပင်ကောင်းသူတွေမှာအကြောင်းအရာတစ်ခုခုကိုသိလိုလျင်အပြေမပေါ်လျင်ပေါ်အောင်စူးစမ်းတတ်သောညင်မှာငငယ်လေးကလေးကအမြင့်တွယ်ခဲ့ပြီးယခုလည်းစူးစမ်းလူစိတ်တွေတဖွားဖွားပေါ်လာ၍သူသည်ဆက်လက်၍ညင်ဆန်ခြင်းမပြုတော့ပြီးအောင်ပြက်ကအဖြစ်နှင့်ရော့ရောင်ကနေလိုက်ဖို့ဆုံးဖြတ်လိုက်သည်ယင်းတို့ဆုံးဖြတ်နိုင်အောင်တဖက်တလန်းဖီအားပေးနေသူကလည်းရှိသေးသည်သူကရွှေပြိုင်းဆိုသူတို့သူအချောကလေးပင် ကျွန်တော်စောစောကပြုခဲ့တာတွေဟာခမားတို့ကိုမတွေ့ရတာကြာလို့တမင်စနေတာပါဗျာဒီတော့ကျွန်တော်ကိုခွန့်လွတ်ကြပါဟုတ်ပြီလားမမရွှေပြိုင်အောင်ပြကအဖြစ်စကံအတွင်းအယောင်ဆောင်လိုက်တော့အောင်သူရင်ကတောင်းပန်စကားပြောနေသည်အောင်မင်းနေကငါ့ကိုမမရွှေပြိုင်လေးပါလိမ့်နေခေါ်နေလိုက်တာစင်ကာပူပြန်ကြီးမို့တော်တော်ရင်ကျင်းနေတယ်ထင်တယ်ဟွန်းရွှေပိုင်းကသဘောမကျတဲ့အနေနဲ့အောင်သူရင်ကိုပြန်ပြောနေသည်။အေးလေယဉ်ကျေးတာမကောင်းဘူးလားပြောပါဦး။ဟင်း ဒီလိုခုံမျိုးကငါမကြိုက်ဘူးအရင်တုန်းကလင်းကော်နေရမိပြိုင်းလိုခေါ်တာပဲငါကြိုက်တယ်မရွှေပိုင်းလိုခေါ်တာကြီးကသစင်းဆောင်လွှင့်ပါတယ်ဟဲ့ကောင်းပြီလေမိပြိုင်းလိုခေါ်တာကြိုက်ရင်မိပြိုင်းပေါ်ဟဲ့ကျင်းက်ပြီလားအောင်သူရင်ချော်လဲရောထိုင်းလှုပ်နေသည်ဟေးအောင်ပြက်ကငါကိုလည်းရင်တုန်းကလိုအကိုကြီးလိုပဲခေါ်တော့ဥပမောင်တို့ကိုပေါမောင်တို့လှုပ်မနေနဲ့ကွာဘာမောင်ကလည်းအောင်သူရင်ကိုပြောနေသည်အင်းပါခင်ဗျားတို့စိတ်တန်းကြခေါ်ပါမယ်ဒါတဲ့အခုဘယ်ကနေလာကြွကြတာလဲ ခမရတို့ကြီးပဲလားဗျအောင်သူရင်ကတိလိုတိများကိုဗာနဲ့စွာနဲ့မင်းနေသည်တို့မေကိုတော့ဗမောင်ကပြန်ဖြေနေသည်ဟုတ်တယ်တို့နှစ်ယောက်တည်းပဲပရမတော်မင်းရဲ့မေရီလီဒွန်တွေပါလိုက်ဖို့ပါပဲအဲ့ဒါမနေ့တုန်းကမင်းလာရင်စားဖို့ဈေးမှာဟင်းရသွားအဝယ်မှာခြေခောက်လဲသွားလို့မလာနိုင်တော့ဘူးဒါကြောင့်တို့ကြီးပဲပလဲတော်ရွာကလာတာပေါ့ကွာဩော်ဒီလိုလားဒါဆိုရင်သွားကြစို့ဗျာ အောင်တွေမှာသူနဲ့လူမနေသောအောင်ပြက်ကဤမိခင်ကြီးအမြေရောရွာမြေပါတိရရလေပြီတခုလုံနေသေးသေးကအောင်ပြက်ကတွင်မိခင်ကြီးသာရှိသလားဖခင်ကမရှိဘူးလားဒါကိုလည်းသိရန်လုံနေသေးသည်ဤလေအောင်ပြက်ကရဲ့အဖေသက်ရှိထင်ရှားရှိမရှိဆိုတာရဲ့တခြားเจ้าယာတွေကိုသူတို့ရွာကိုရောက်တော့မှဖြည်းဖြည်းချင်းအစ်ထုတ်ပြီးမေးရမှာပဲအောင်တွေမှာအထက်ပါတိုင်းစိတ်ထဲမှတွေးနေသည်ဟေးမင်းပြည်စီတွေကဒါတွင်မဲလားတခြားဘာတွေပါသေးတယ်လဲကွာ သူတွေ့နေခိုင်းဗမန်ကလှမ်းမိနေသည် မပါဘူးဒီလောက်ပဲပါလာတယ်ဗျာဒါထက်ငါမလိုက်တဲ့ဟိုဟိုမဂဇင်းရောပါသလားကွာဗမန်ကမင်းနေပြန်သည်ဟိုတင်းလေကွာကဲပါလေရွာရောက်မှပဲဆက်မေးပါတော့မယ်ငါညီမရှိမှမင်းမနေတော့ပါဘူးသွားကြစို့ဗမန်ကပြောရင်အောင်သူရင်လက်ဆွဲတရေတစ်တာကြီးကိုဆွဲကလေးစိတ်ခမ်းမပြင်းတို့ရှေ့မှထွက်သွားသည်ကျွေပြိုင်းကတော့အောင်သူရင်ဤလက်မောင်းကိုကန်၍လိုက်ပါသွားခဲ့သည်အယောင်ဆောင်ဘဝဝဲခြာလေလေ တပတ်တွင်လည်းအောင်ပြက်ကမှအာနာစိတ်နှင့်အောင်သူရင်အယောင်ဆောင်ဖြင့်လိုက်သွားခဲ့ရသည်မှာသူမှာနှလုံးကုန်ရင်တုံဖြစ်နေရှာသည်။အင်းသူတို့စိတ်ထဲမှာတော့ငါ့ကိုအောင်သူရင်ထင်ပြီးခေါ်သွားကြတာပဲ။ငါကလည်းညင့်မရလို့လိုက်သွားခဲ့ရတယ်။ဟိုရောက်လို့အောင်သူရင်ရဲ့မိဘတွေနဲ့တွေ့ကြရင်ဘယ်လိုများဖြစ်မလဲ။အောင်ပြက်ကစိတ်တွင်းမှတွေ့နေသည်။အောင်သူရင်မှာဩစတြေးလျနိုင်ငံကပြန်လာတယ်ဆိုတော့သူဟာဘွဲရပညာရတယောက်ဖြစ်ရမယ်။ငါကတော့ဆယ်တန်းအောင်ခဲ့တဲ့ကောင်မဟုတ်ဘူး။ ပြီးတော့အောင်သူရိန်ဩစတြေးလျသွားတယ်ဆိုတာဘာအတွက်သွားတာလဲပညာအတွက်လားဒါမှမဟုတ်အလောက်ကိုင်းအတွက်လားအင်းဒါတွေကငါအတွက်တော့မဟာပြဿနာပါပဲဒါတွေသိရအောင်သူတို့ကိုဘယ်လိုပြည့်ရဲ့အုံပြည့်သိအောင်မေးရပါမလဲအောင်ပြက်ကမှအထက်ပါတိုင်းတွေ့ရင်အုံနောက်၆နေသည်ဟိတ်ကောင်ကြီးအောင်သူရိန်ဒါတွေများတွေ့ပြီးငင်းနေရတာလဲကွာသူတွေ့နေ gain ဒိုယိုတာမတ်တွေ့ကိုမောင်းနေတော့တမောင်တန်းကမေးနေသည်သူကတော့ကမ်းမောင်းနေတော့တမောင်တန်းဤဘေးမှထိုင်လျက်လိုက်ပါလာခဲ့သည် ချီဝင်းလဲကတော့ကနောက်ခုံ၌လိုက်ပါလာခဲ့သည်ဘာမှမတွေ့ပါဘူးကွာမတွေ့ရင်လေငါမိတာကိုဖြေမှပေါ့ဘာလို့မကြကြအောင်စောင်းနေတာလဲဟေးမင်းကဘာတွေမင်းနေတို့လဲပြောပါဦးတခြားမဟုတ်ပါဘူးဩစတြေးလျမှာကွန်ပျူတာပညာသွားတင်တာတော်တော်ကျွမ်းခဲ့လားဆိုတာပါထိုအမေကြောင့်အောင်ပြက်ကဝန်တာသွားခဲ့သည်အဘက်ကြောင့်ဒီသူအလွန်သိကျင်နေသောကိစ္စကိုယခုသိလိုက်ရ၍ပင်လက်ဆက်တတ်သောအောင်သူရိမာဩစတြေးလျနိုင်ငံ၌ပညာသွားတင်ခြင်းမှာကွန်ပျူတာပညာရက်ကို อืมตက်ခဲ့ပါတယ်กว่าဟဲ့မင်းကလည်းတငယ်ချင်းချင်းချင်းတောင်ဖုန်းနေပြန်ပြီမင်းဟာကွန်ပျူတာပညာကိုရိုးရိုးတက်မြောက်တာမဟုတ်ပဲထူးထူးချွန်းချွန်းတက်မြောက်ခဲ့တယ်လို့ဩစတြေးလျကမင်းဦးလေးကမင်းတို့အင်ကိုသတင်းပို့ပြီးပါပြီဒါကြောင့်ငါတို့ပါတိကျရတာပေါ့กว่าမင်းတို့ငါတို့ကဂုံယူပါတယ်กว่าဒီမောင်တန်းပြောပြတွင်ကားနောက်တွင်ပါလာသောချစ်ရည်ဝင်းလက်ကလည်းဝင်ပြောသည်အိုး ကိုတမောင်တန်းကလည်းကိုကိုအကြောင်းအသိသားနဲ့သူကဘေလုံးကကြွားပါပြီးပြောဘူးလို့လေသူ့ရဲ့အောင်မြင်မှုတွေကိုဂုံယူပြီးပြောရတဲ့သူမဟုတ်ဘူးလေသိပါတယ်ဟာသိပါတယ်နင်ကတော့အောင်သူရင်ဘက်ကအမြဲတမ်းအခမဲ့ရှိနေလိုက်ပေးနေတာကိုတမောင်တန်းပြောပြီးရဲနေသည်အောင်ပြက်ကကတော့ပြုံယုံပဲပြုံနေသည်ဒါထက်မင်းဩစတြေးလျမှာခေါက်ရိုက်သေးသလားကွာတမောင်တန်းကမင်းနေပြန်သည်အောင်ပြက်ကအဖို့တော့ထိုပု္ပ္ပစာကြောင့်ရင်ခုန်ရပြန်သည် သူအနေနဲ့ကောက်ကိုမြင်ဘူးယုံပဲရှိသည်သူလိုတော်သားအတွက်ရိုက်ဖို့လို့ဆိုသည်ကဝေလာဝေးလေဒီတော့အောင်ပြက်ကမှပြန်ပြေးရန်တုံဆိုင်နေသည်ဟေ့ကောင်ကြီးငိုင်းနေပြန်မလားငါမေးနေတယ်လေကွာဗေမောင်သားထာမဒုတိယအကြိမ်မေးတံပေါ်လာပြန်တော့သည်ဟင်းဟင်းငါမရိုက်ဘူးဘတ်စကတ်ဘောပဲတခါတလေကစားတာကွာဟဲဘာလောကကြီးကပြည်ပြောင်းပြောင်းပြန်ဖြစ်သွားပြီလို့ဘယ်လိုကြောက်ပါလဲဗေမောင်သားနှုတ်ပြားမအံဩသံကြီး ထွက်ပေါ်လာတော့သည်အောင်ပြတ်ကမှတော့ဗေမောင်တန်းကိုအူကြောင်ကြောင်ဖြင့်ကြည်နေမိသည်ချစ်ရည်ဝင်းလဲကသာတခိခိနှင့်ရဲနေသည်ဒါကဘယ်လိုဖြစ်သွားရတာလဲအောင်သူရင်ရဲ့ငါတော့မယုံနိုင်အောင်ပဲဟာဘာကိုမယုံနိုင်တာလဲကွာငါ့ကိုရှင်းရှင်းလင်းလင်းပြောစမ်းပါအောင်ပြတ်ကကဗေမောင်တန်းကိုပြန်ပြောနေသည်မယုံနိုင်ဆိုမင်းက15နှစ်သားအရွယ်ကလေးကကောက်ကူပဲရိုက်ကစားခဲ့တာပါဘတ်စကတ်ဘောကိုဘယ်တော့ကမင်းကစားခဲ့လို့လဲမကစားတဲ့ပြင်မင်းအရန်မုန်းတဲ့အားကစားပဲ အခုတော့မင်းကကောက်မကစားပဲမင်းမုံတဲ့ဘက်စကတ်ဘောတွေကိုပဲကစားတယ်ဆိုလို့ငါမှအံ့ဩကုန်တိုင်းပဲကဲမယုံကျင်နေလို့ပြောရမလို့ဖြစ်နေလို့ပါဤတွင် အောင်ပြက်ကမှအစင်ပြေအောင်ပြန်ဖြည်နေရတော့သည်ဟာကွာကောက်ရိုက်တယ်ဆိုတာအချိန်ပေးရတယ်ကွာငါကအဲ့ဒီလိုအချိန်တွေမှမပေးနိုင်ပဲဒါကြောင့်ရတဲ့အချိန်ကလေးမှာကောက်အစားအပြင်းပြေဘက်စကတ်ဘောကိုကွန်ပျူတာကျောင်းသားတွေနဲ့ဝင်ကစားခဲ့တာပါကောက်တော့ဘယ်ကြိုက်ပါမလဲ အောင်ပြကရှင်းပြနေ၍ဗင်မောင်တန်းကျင်းနဲ့သွားခဲ့သည်။အော်တဟာလိုလား။မင်းရှင်းပြတော့လေငါလက်ခံရတော့တာပေါ့။ဒါတဲ့အိမ်မှာအမေအတော်နေမကောင်းဖြစ်နေသလား။အောင်ပြကကမေးနေသည်။ဟတ်ကောင်ရဘယ်နဲ့အမေလဲ။မင်းအမြဲတမ်းခေါ်နေတာကမေမေပဲ။ဩစတြေးလျကပြန်မအခေါ်ပါပြောင်းသွားပြီလား။ဗင်မောင်တန်းအန်အော်တန်းနဲ့မေးနေပြန်သည်။မပြောင်းပါဘူး။အမေလို့ခေါ်လိုက်တာကကွဲရမှာမို့ခေါ်တာပါ။မေမေနဲ့တွေ့တော့မေမေလို့ခေါ်မှာပေါ့ကွာ။ အောင်ပြကမှခတ်တီတီနဲ့သူအခေါ်မှားသွားခြင်းကိုကာကွယ်လိုက်သည်မင်းရဲ့မေအတော်တော့သက်သာနေပါပြီမင်းကိုမြင်လိုက်ရရင်တော့ယူပြစ်လိုက်သလိုကိုယောဂါကင်းသွားမှာပါလေမကြမီအောင်သူရိနေထိုင်ရာကံဘောဇာလန်းတွင်ရှိနှစ်ထပ်တိုက်ခြံကြီးသို့ရောက်လျင်ဒီမောင်တန်းကကားကိုခြံတွင်းသို့ကိုဝင်ကားမောင်းသွားခဲ့သည်အလလေခြံကြီးကလည်းကျဲတိုက်ကြီးကလည်းခန့်လိုက်တာအောင်သူရိဟာတကယ့်တထေးကြီးရဲ့သားပဲ ။သူနဲ့ငါဟာရုပ်ရည်ချင်းသာချွတ်စစ်တူပေမဲ့ဘဝအကျိုးပေးခြင်းကတော့မိုးနဲ့မြေလောက်ကိုကွာခြားတာပဲ။ဒါပေမဲ့ဒီအောင်သူရင်ဆိုတဲ့လူကလောကကြီးမှာရှိခေါ်ရှိသေးရဲ့လား။မရှိရင်ငါကပဲသူ့ကိုယ်စားတစ်သလုံးရွှေဘုံပေါ်မှာဆံပြီးနေသွားမှာလား။အာမဖြစ်ဘူးမဖြစ်ဘူး။အောင်သူရင်မိဘတွေကိုငါဟာတစ်သလုံးလှည့်စားမနေခြင်းဘူး။ငါလည်းရွာကအမေနဲ့အရန်တွေ့ခြင်းနေတာ။ဒီတိုက်မှာ အောင်သူရင်အဖြစ်နဲ့ခဏနေပြီးသူတို့ကိုရှင်းပြလိုက်တော့မယ်။ဟုတ်ကောအောင်သူရင်အင်းရောက်နေပြီလေကွာ။ဒါကဘာလို့နေပြန်တာလဲ မိဆိုတဲ့ကောင်ကလည်းတလန်းလုံးငေါငုံငုံနဲ့ဖြစ်နေလိုက်တာဒီကန္နာဩစတြေးလျကချစ်သူကလေးနဲ့ခွဲခဲ့ရလို့ဆွေးနေပြီထင်တယ်ဟုတ်လားငါတွေးရင်လွဲခဲ့တယ်နော်ဒီမောင်တန်းကအောင်ပြက်ကကိုနောက်နေသည်ဒီတော့မှသူလည်းအောင်သူရင်တို့ဤတိုက်တို့ရောက်နေမှသတိပြုမိသည်ဟုတ်ကဲ့ပါခင်ဗျာဇာရေးဆရာဆရာကျူမွေးဤဟာသဝိတုတဘုတ်ဖြစ်တဲ့တမီးတို့ချစ်သူနှမွာလူဆိုတဲ့ဟာသဝိတုကိုအပိုင်းနဲ့နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားပြီးခဲ့တဲ့တွေလည်းကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းသုံးပါပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးဘေးကင်းကြပါလုံခြုံကြပါစေကျွန်တော်ပုံမြတ်ထင်ပါခင်ဗျာ